င်္ဂလာပါနေ့စဉ်မိနစ်ပိုင်းတရားတော်များတင်ပေးလျက်ရှိတဲ့ဓမ္မ channel မှကြိုဆိုလိုက်ပါတယ်။ဒီဘုန်းကြီးတို့တရားနာပရိသတ်များအတွက်ကိုယ်ကိုဆုံးမခြင်းအပိုင်း16ခုဆက်လက်ပြီးတော့မျှဝေ ဟောကြားပေးမှာဖြစ်ပါတယ်။ကိုယ်ကိုဆုံးမခြင်းအပိုင်း16မှာရေးထားတဲ့စာစုလေးကဂတိကိုအလွယ်တကူပေးမိရင်မူတာဝါဒကိုအကျဉ်းချင်းကျွလွန်မိတတ်တယ်။ အာနာလို့အင်းပါဆိုတာမျိုးကစိတ်မပါပဲပေးလိုက်တဲ့ဂတိအသေးစားလေးတွေပါပဲအလွယ်တကူပြောမိရင်အလွယ်တကူဖောက်ပြက်မိတတ်တယ်ကိုအလွယ်ပြောခဲ့တဲ့အင်းပါဆိုတာလေးကို ရှောင်လွှဲဖို့အတွက်အလိန်ညာအမျိုးမျိုးကိုကျွလွန်မိတတ်တယ်တကယ်တော့ယောသဆောင်ခံရတဲ့တတိဟာမုတာဝါဒကို ရှော့ချနိုင်တဲ့အကောင်းဆုံးအချက်ပဲမသိတာကို မသိဘူးမှားတာကိုမှားတယ် ရှိတာကိုမရှိဘူးမလုတ်ပေးနိုင်တာကို မလုတ်ပေးနိုင်ဘူးစသဖြင့်အမှန်တိုင်းပြောရတဲ့တတ္တိရှိရင်မူတာဝါဒကိုဆက်တိုက်ကျူးလွန်စရာအကြောင်းမရှိတော့သလိုဂတိပြတ်ဖို့လည်းမရှိတော့ဘူးသူများအထင်သေးမှကြောက်လို့မသိတာကိုသိသလိုလိုမှားတာကို မှန်သလိုလိုမရှိတာကိုရှိသလိုလိုမလုတ်ပေးနိုင်တာကိုလုတ်ပေးနိုင်သလိုလိုစသဖြင့်ဟန်ဆောင်မိတာမျိုးကလိန်ညာမှုကိုပိုပြီးတွန်းအားဖြစ်စေတတ်တဲ့အပြင် ဂတိသစ္စာကိုလည်းလွယ်လွယ်ဖောက်ပြန်မိတတ်တယ်။ဒါကြောင့်ဘာပဲဖြစ်ဖြစ်ဂတိကိုအလွယ်တကူမပေးပါနဲ့။စုခဲစီမြဲစီဆိုသလိုလုပ်ပေးနိုင်ပါမှာဂတိပေးပြီးပေးတဲ့အတိုင်းတည်အောင်ကြိုးစားပါ။ယောသားမှုဆိုတာအကျိုးများမှုကိုဖြစ်စေတတ်တဲ့အတွက်ငါတွေဘေးဖယ်ပြီးယောသားစွာဝန်ခံရတဲ့တတိနဲ့တခါတည်းပြိမဲ့ကိစ္စကိုအခါခါရှောင်လွှဲပြီးလိန်ညာမှုကိုအကျဉ်းချင်းကျွလွန်တာမျိုးမဖြစ်ပါစေနဲ့။ဒါကကိုယ့်ကိုဆုံးမခြင်း အပိုင်း16မှာဘုန်းကြီးတို့ရေးထားတဲ့စာစုလေးပါပဲအာနာလိုအင်းပါဆိုတာမျိုးကတဲ့မူတာဝါဒကိုအကျဉ်းကြီးကျွလွန်မိတတ်တယ်တကတိကိုအလွယ်ပေးတာကမူတာဝါဒကိုအလွယ်တကူကျွလွန်ဖို့အကြောင်းအများကြီးရှိတော့ဒီအာနာဆိုတဲ့စကားလေးကလည်းပဲဘုန်းကြီးတို့မြန်မာလူမျိုးတွေမှာပဲရှိသလားတော့မသိပါဘူးနိုင်ငံညာနေမှာတော့အထူးသဖြင့်ဥရောပတိုင်းပြည်တွေမှာတိုးတက်တဲ့နိုင်ငံတွေမှာကြတော့အာနာလေဆိုတဲ့စကားလုံးကတော်တော်ရှားခက်တယ် မကြိုက်ရင်မကြိုက်ဘူးမသိရင်မသိဘူးမရှိရင်မရှိဘူးဒီလိုပဲတခါလဲပြောလိုက်တော့ဟိုလိန်ညာစရာလည်းအကြောင်းမရှိဘူးဆက်ပြီးတော့လည်းပဲဒီကတိဖောက်ပြက်စရာလည်းအကြောင်းမရှိဘူးဘုန်းကြီးတို့နိုင်ငံသားမှနေတယ်ဥရောပနိုင်ငံတွေရောက်တယ်ဘုန်းကြီးဆိုပြီးတော့လည်းပဲအာနာပါနာနဲ့အဲဟိုလိုက်လာတာမျိုးအာနာပါနာနဲ့အကူညီပေးတာမျိုးသူတို့ကသိမရှိဘူးဘုန်းကြီးအကူညီသွားတောင်းလို့လည်းပဲအားရင်လည်းအားမကူညီပေးနိုင်တယ် အားရင်လည်းပဲမအားဘူးဆိုအခါလည်းပြောလိုက်တော့ "तू ကသူ့အချင်းနဲ့အမှန်အောင်ပြောလိုက်တော့ကိုကလည်းပဲဘာမှဒီအပေါ်မှာမျောလင့်စရာအကြောင်းမရှိတော့ဘူး။ဘမလူမျိုးတဦးဆိုရင်တော့ "तू ကအားနာလို့ဟိုရပါတယ်ဖះ"ဆိုပြီးတော့အာနာပါနာနဲ့ဆရာတော်တွေကိုခဏစောင့်ခိုင်းရင်တခါခါကျညက်နေမူးချုပ်တဲ့တည်းစောင့်လိုက်ရတာလေအများကြီးရှိတော့ဘမလူမျိုးတွေမှာအဲအာနာတဲ့စိတ်ကကလေးကိုအလွယ်တကူပေးပြီးတော့အလွယ်တကူဖြတ်တတ်တဲ့အကျင့်လေးရှိတယ် ဝိနကိုရီးယားမှာလည်းပဲအဲ့လိုပဲကိုရီးယားလူမျိုးတွေလည်းတိတ်တော့အာမနာတတ်ဘူးသူတို့ကအာမနာတတ်တော့ဘယ်လောက်ဒီအာမနာလဲဆိုရင်တခါတခါဘုန်းကြီးတို့ကတရားဝေးရှိတယ်တရားသွတ်ပြတယ်တရားသွတ်ပြလို့စွန်းစားတွေပင့်နေဆိုရင်ဩအဖော်တစ်ပါးရှိလို့အဖော်တစ်ပါးခေါ်သွားတာတော့မှစွန်းနေပါရဲ့ကတ်တယ်ဓမ္မပူဇာလူတယ်ဆိုရင်ဓမ္မပူဇာလူလို့ရှိရင်ကိုကတော့သင်္นานပြတဲ့အတွက်သင်္นานပြပေးတဲ့ဘုန်းကြီးပဲလူတယ်ဘေးကပါလာတဲ့ဘုန်းကြီးမလူဘူးသူတို့က မမပြီမှာဆိုရင်တော့ဒါနှစ်ပါးကြွလာရင်နှစ်ပါးလုံးအာနာပါနာနဲ့နှစ်ပါးလုံးသာနာကိုစိတ် ကြီးညိုတဲ့စိတ်နဲ့လှုပ်ပြမှာဒါပေမဲ့သူတို့ကမဟုတ်ဘူးလှုပ်ပြတဲ့ဘုံကြီးပဲကြီးညိုတယ်လှုပ်တယ်အဲ့လိုမျိုးဆိုတော့ဒါဘေးလို့ဒါလှုပ်တယ်ဆိုတဲ့သဘောမျိုးတွေသူတို့နိုင်ငံတွေမှာသိရှိတယ်တခါတခါကျတော့အဲ့ဒီမမလူမျိုးတွေရဲ့အာနာလို့အင်းပါဆိုတဲ့ లై ရှောတာတွေကအကျဉ်းချင်းသူကအလွယ်တကူဂတိပေးလိုက်တယ်အလွယ်တကူဖောက်ပြက်လိုက်တယ်အလွယ်တကူမူတာဝါဒကိုကျူးလွန်နိုင်တယ် ဆိုဒါတည်းရလဲရှောင်ကျင်ရမယ်အခါအကြောင်းနေပဲချို့ကစကားကိုအလွယ်ပြောတယ်ပြီးလို့ရှင်အလွယ်တကူပဲဖောက်ပြလိုက်တယ်မသိကြအောင်ပဲဆောင်းနေလိုက်တော့တယ်တခါကကိုကပြောလိုက်တဲ့အလွယ်ပြောတဲ့စကားကတစ်ဖက်သားကအတီးယူပြီးတော့မှတ်ထားလို့ရှင်ရင်သူကဟိုဘက်ကမျောလင့်နေတာကိုကတော့မေးပြတ်ပါပဲနေတာဆိုတော့တခါကနောက်တော့ကိုဟိုဘက်ကယုံကြည်နေမဲ့လားပြောခံရတယ်လူတွေဒါကြောင့်မလို့တောင်းတမလို့ပေးနိုင်တာတွေမပြောတာကောင်းတယ်အထူးသဖြင့်ကလေးတွေ ကလေးတွေဆိုကိုကချစ်လို့အေးဗာလေးလှုပ်ပေးမယ်ညာလေးလှုပ်ပေးမယ်ပြောတာပြောပြီးတော့ကိုကမေးမေးပြပြမေ့သွားကလေးတွေအဲ့ဒါမျောလင်းချက်လေးနဲ့စောင့်နေသူတို့ကမျောလင်းကိုကမေ့နေတယ်အဲ့မှာကလေးကအဖေကဂရိမတီတဲ့လူသားမျိုးအမေကဂရိတီတဲ့လူသားမျိုးဆိုပြီးဖြစ်သွားတာညာကြီးညာမလို့အာနာလိုပဲဖြစ်ဖြစ်ဟိုဂတိကိုအလွယ်တကူပေးတာမျိုးမလုပ်မိစေနဲ့စကားကိုအလွယ်တကူပြောတာမျိုးလည်းမဖြစ်စေနဲ့အလွယ်တကူပြောတတ်တဲ့လူကအလွယ်တကူဖောက်ပြတ်တတ်တယ် မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးတို့ရဲ့စကားပြောနေကြတော့ကွာတယ်ဘုရားစာပေမှာစကားပြောနေ6မျိုးရှိတယ်စကားပြောတဲ့နေရာမှာမှန်လဲမှန်လဲမမှန်ဘူးအကျိုးလဲမရှိဘူးသူတပားလဲမနစ်သက်ဘူးဆိုတဲ့စကားမျိုးနောက်မှန်လဲမှန်တော့မှန်တယ်အကျိုးမရှိဘူးသူတပားလဲမနစ်သက်နောက်မှန်လဲမမှန်ဘူးအကျိုးလဲမရှိဘူးသူတပားကနစ်သက်တယ်ချွတ်ကြတော့ မှန်လဲမှန်တယ်အကျိုးလဲမှန်တော့မှန်တယ်အကျိုးမရှိဘူးသူတစ်ပါးကလည်းမနစ်သက်ဘူးမှန်လဲမှန်တယ်အကျိုးလဲရှိတယ်သူတစ်ပါးကလည်းနစ်သက်တယ်မှန်လဲမှန်တယ်အကျိုးလဲရှိတယ်သူတစ်ပါးကမနစ်သက်ဘူးဆိုပြီးတော့စကား6ခုစကား6ခုမှာမြတ်စွာဘုရားရှင် ကိုရောမြတ်ကြီးကတော့မှန်လဲမှန်တယ်အကျိုးလဲရှိတယ်သူတစ်ပါးလည်းနစ်သက်တယ်ဆိုတဲ့စကားရဲ့မှန်လဲမှန်တယ်အကျိုးလဲရှိတယ်ဒါပေမဲ့သူတို့ကမကြိုက်ဘူးဆိုတဲ့စကားရဲ့အဲ့နှစ်ခုမှပဲပြောတယ် ကျူကပြောတဲ့စကားအမှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးသူတို့ကလည်းမတိုက်မကြိုက်ဘူးအဲ့စကားမျိုးပြောတတ်တယ်ကျူကကျူကမှန်တော့မှန်တယ်အကြောင်းအရာတစ်ခုကဒါပေမဲ့အကျိုးမရှိဘူးသူတို့ကလည်းမကြိုက်ဘူးဒါမျိုးကလည်းပဲမပြောရဘူးတဲ့ကျူကမှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးဒါပေမဲ့သူများကကြိုက်တယ်လောကမှာတချို့အဲ့လိုမျိုးလူတွေရှိတယ် ကိုမြောက်ပြောနေတာမြောက်ပြောနေတာလည်းမမှန်ဘူးမမှန်မမှန်သိတယ်ဒါပေမဲ့ကိုကနှစ်သက်တယ်အဲ့လိုမျိုးစကားကိုကျင့်တဲ့လူတွေရှိတယ်အဲ့လိုမျိုးပြောတာလည်းဘုရားဝါဒရဲ့သတ်ပါတာပဲဆိုမှန်လဲမှန်လဲမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးသူတို့ဘာကနှစ်သက်တဲ့စကားမျိုးလည်းမပြောသင့်ဘူးဘုရားရှင်ကိုရောမြတ်ကြီးကတော့မှန်လဲမှန်လဲအကျိုးလည်းရှိတယ်သူတို့ဘာကလည်းနှစ်သက်တယ်ဆိုတဲ့စကားမျိုးကိုပြောတယ်နောက်တစ်ခုကသူတို့ဘာကတော့မကြိုက်ဘူး ဒါပေမဲ့မှန်တယ်အကျိုးရှိတယ်အဲ့လိုမျိုးစကားမျိုးစင်ဘုရားရှင်ကိုရမေကြီးကပြောတယ်ဆိုတော့ဒီကမှန်ဖို့နဲ့အကျိုးရှိဖို့အရေးကြီးတာမှန်ဖို့အကျိုးရှိဖို့ဆိုရင်မကြိုက်ပြင်မဲ့လေပြောတင်ပြောရတယ်တချို့ကအမှန်တရားရှိတယ်သူ့ဒီရာပြောလိုက်တဲ့အတွက်ကြောင့်အကျိုးရှိသွားသူတော့မကြိုက်ဘူးဒါမျိုးဆိုရင်မကြိုက်ပြင်မဲ့လေပြောလိုက်ရနောက်ပိုင်းကျတော့သူတို့သိလိုက်ရင်အဲ့ဒီစကားလက်ခံကိုဘကတော့ဂတိကိုအလွယ်တကူပေးပြီးတော့အာနာပါနာတဲ့ အဲရပါတယ်ဆိုတဲ့စကားမျိုးမပြောနိုင်အောင်မပြောပြအောင်ကြိုးစားရတယ်အလွယ်တကူပြောတတ်တဲ့အကျင့်လေးပါသွားရင်မုသာဝါဒရဲ့သဘောကဘုရားဘာသာတွေစောင့်ထိုင်းတဲ့၅ပါးသီလထဲမှာအထိမ့်မှုအခက်ဆုံးကအဲ့မုသာဝါဒသိက္ခာပုဒ်တဏ္ဍသိက္ခာပုဒ်တွေကတောင်းတောင်းစောင့်ထိုင်းနိုင်တယ်သူများအသက်မသက်ပဲနေလို့ရတယ်သူများပစ္စည်းမခိုးပဲနေလို့ရတယ်ကာမဂုဏ်မဖောက်ပြန်ပဲနေလို့ရတယ်ရဲ့တေသာမတောက်ပဲနေလို့ရတယ်အဲ့မုသာဝါဒကြတော့ သူကနေလို့မရဘူးလားမို့ရတယ်ဒါပေမဲ့တခါခါကျမုတဝါဒကိုကျွလွန်လို့ကျွလွန်မှမသိဘဲနဲ့ပြောစီ ပြက်စီနောက်ရင်းကနေအတီးဖြစ်ပြီးတော့ပြောတာကိုပြောတယ်လို့မထင်တော့ပဲဖြစ်သွားမြတ်စွာဘုရားကတော့ဒါတော့ရာဟုလာလေးကိုမိန်တော်မူတဲ့ချက်သားရာဟုလာတဲ့မုသားဆိုရင်ရည်စရာတော့မပြောနဲ့အပျော်ပြောရင်းနဲ့အပြက်တွေဖြစ်ဖြစ်သွားတာကျွကနောက်ရင်းနောက်ရင်းနဲ့အဲ့ဒီနောက်တာအတီးဖြစ်သွားပြီးတော့မုသားအပျော်များတဲ့သူကမလို့ရဲတဲ့အာဟုသူဆိုတာမရှိတော့ မြားများလိမ်မာများတဲ့သူကလိမ်ရမှမကြောက်တော့ဘလို့အကုသမျိုးမဆိုသူလှုပ်ရဲသွားတော့အဲလိမ်ညာတတ်တဲ့အကျင့်ကအလွယ်တကူမုတာဝါဒကိုကျွလွန်တတ်တဲ့အတွေ့အကြုံဂတိသစ္စာကိုလည်းအလွယ်ဖျောက်တတ်တဲ့အတွေ့အကြုံအလွယ်တကူလိမ်ညာမျိုးကိုမလုပ်စေရဘူးကိုလှုပ်တဲ့အကုသိုလ်လေးကဘာမှမဖြစ်တော့ပါဘူးဆိုပြီးတော့ထက်ကတက်ကလိမ်ညာမှုမျိုးဟာတဲ့အကျဉ်းဉဏ်လောက်ပါများတော့တခါတခါကျကိုလှုပ်တဲ့အလုပ်ကိုအကုသိုလ်အကုသိုလ်လို့မထင်တော့ဘူးဖြစ်တတ်တယ်တဲ့အဲမြတ်စွာဘုရားက မာဝမင်ညထပါပတနာမန္တာအာဂမိတတိဥဒဘိန္တုနိပါတေနဥဒကုံဘောပိပုရတိဘာလောပုရတိပုံပါပတထောကံထောကံပိအာစိနံဆိုပြီးဓမ္မပဒမှာမိန့်တော့အာဂုတောမကောင်းမှုလေးကိုအသေးဖွဲလေးဆိုပြီးတော့အထင်မသေးရပါဘူးတဲ့အဲ့ဒီအသေးလေးကိုလှုပ်ပါလှုပ်ပါမြန်ကြာတော့အဆိုင်ခဲဖြစ်ပြီးတော့အချိုးပေးတတ်တယ်တဲ့ဥပမာအားဖြင့်တဲ့ဒဇဲမြိတ်မှာခြားထားတဲ့ဆင်းအိုးကြီးတဲ့ကို မိုးရစက်တီ30မြေကနေ30 30ကြပါများရင်အဲ့ဒီအိုကြီးပြည့်ရှံသွားသလိုပဲတဲ့မူသားဝါဒအာဟုတုအသေးလေးဆိုပြီးတော့လည်းပဲအထင်သေးပြီးတော့အစမလုပ်ရဘူးတဲ့လုပ်ပါမြန်အာဟုတုကလည်းအဆိုင်ခဲပြီးအကျိုးပေးတတ်တယ်အဲ့တော့အာဟုတုလေးကအသေးပွဲလေးဆိုပြီးတော့ကိုကအလွယ်တကူတော့သွားပြီးတော့လုံးပြီးမယ်စိတ်မကူမဲနဲ့စိတ်မကူမိစင်နဲ့လုံးမရင်သူကလုံရင်းလုံရင်းနဲ့အာဟုတုအာဟုတုလို့မထင်တော့ဘုန်းကြီးတို့ဈေးထဲမှာအဲ့ငါးရောင်းနေတဲ့ ငါးရောင်းနေတဲ့ငစိမ့်တွေကိုပဲကြည့်ပါဦးငါးကောင်းကိုစထုတာပဲငါးကောင်းကိုထုကစား तू ကကြောက်ကြောက်လန့်လန့်နဲ့ထုရတယ်ဟောဒါအကုသိုလ်ဆို तू သိဒါပေမဲ့ထုပါများတော့ထုရင်ထုရင်နဲ့လက်ကရှင်လာတော့အကုသိုလ်အကုသိုလ်လို့မထင်တော့ပဲတခြင်းလေးတကြောကြောနဲ့အိုးထုနေကြတာဝန္တာအာရထုအကုသိုလ်ကလဲရဲဖြစ်သွားရင်အကုသိုလ်အကုသိုလ်လို့မထင်တော့ဒါကြောင့်မလို့လောကမှာဒီအကုသိုလ်တွေလောက်ပါများတဲ့သူတွေက သူတို့ကနေစဉ်အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်ပြီးတော့နေတိုင်းနေတိုင်းသူများအသက်တက်တာတွေကျေနပ်သွားပျော်သွားတာအခုတို့မှလက်ရှင်သွားတာဆိုတို့တွေကတော်တော်ရှောင်ကျင်ရမယ်ကိစ္စတွေအများကြီးရှိတယ်။ဒါကြောင့်တချို့တချို့ဘာသာတရားတွေရဲ့အဆုံးအမအယူဝါဒတွေကလည်းပဲဗုဒ္ဓဘာသာနဲ့ဆန့်ကျင်ဘက်တာတွေအများကြီးရှိတယ်။အများကြီးရှိတယ်။ဒါကြောင့်အတူလက်တွဲနေထိုင်ဖို့ဆိုတာအယူဝါဒမတူရင်တွဲဖို့မဖြစ်ဘူးဆိုတာခွေးနော်တစ်ခါကတပည့်တွေပြောပြအိမ်အောင်ပြုတဲ့လူပို့ဆိုးတယ်။သူကမြတ်စွာဘုရားက ဘဝတစ်လျှောက်လုံးဘဝတိုင်းစုံနိုင်ဖို့ဆိုရင်တဲ့ယုံကြည်ချက်တူရတယ်တဲ့ယုံကြည်ချက်တူရတယ်အကျင့်တူရတယ်အလူလဲတူရအသည့်လဲတူရအဲအချက်လေးချက်တူရတယ်အဓိကယုံကြည်ချက်တူရဘဝအတူလျှောက်မယ်ဆိုရင်အတူလက်တွဲဖို့ဆိုရင်ယုံကြည်ချက်တူရဆိုတော့အယူဝါဒတစ်ခုကကိုယ်ွယ်တဲ့ဘာသာတရားမတူရင်လည်းပဲတူလက်တွဲဖို့မဖြစ်ဘူးဆိုတာဗုဒ္ဓဘာသာနဲ့တခြားကြအယူဝါဒအဲ့ဒါပြောတာပေါ့ ဘုရားဘာသာကအာဟုသူရှောင်ရတယ်သူများအသက်မတတ်ရဘူးသူများအသက်တက်ရင်အပြစ်ဖြစ်တယ်ချို့ကြတော့သူများအသက်ကိုသတ်ပြီးမှပူဇော်မှကုသိုလ်ရတယ်ဆိုတော့သူတို့ရဲ့ဝါဒဘာသာတရားအဆုံးမအတိုင်းသူတို့ကတော့သင်ကြားပေးလိုက်တာအဲကြောင့်မလို့တချို့အယူဝါဒတချို့ဘာသာတွေကငယ်တဲ့ကလေးတွေကိုတတ်ရဲအောင်သင်ပေးတာတတ်ရဲအောင်သင်ပေးတာတတ်မြန်မြန်တတ်လေမြန်မြန်ကုသိုလ်ရလေဆိုတဲ့အယူဝါဒနဲ့တတ်ရင်အာဟုသူဖြစ်တယ်ဆိုတဲ့အယူဝါဒအပိုစစ်ဆန့်ကျင်ဘက်ဖြစ်နေတာ ဆန့်ကျင်ဘက်ဖြစ်နေဘလို့မှလက်တွဲလို့မရသူအယူဆနဲ့သူသွားပေါ့ဘယ်ဟာ logical ကြတယ်ဆိုတော့ကိုယ့်ဘာသာကိုရွေးချယ်ဖို့ပဲဆိုတော့ပြောကျင်တာကအကုသိုလ်ကလုပ်ပါများရင်အကုသိုလ်အကုသိုလ်လို့မတင်တော့မယ်လည်းရဲစရဲဖြစ်သွားတယ်တချို့အယူဝါဒတဲ့ကလေးတွေကိုဘုရားဘာသာမှာတော့ယဉ်ကျေးလိမ့်မှာတင်ပေးမယ်တချို့အယူဝါဒတွေကကလေးတွေကိုငငယ်တဲ့ကနေတန်နည်းတွေတင်ပေးတာဆိုတော့ကလေးတွေကလယ်လီးရဲတဲ့တက်ရဲတဲ့ဖြစ်လည်းရဲစရဲဖြစ်သွားတော့အကုသိုလ်အကုသိုလ်လို့မတင်တော့များများတတ်နိုင် အရှင်လက်လက်တတ်နိုင်မှကုသိုလ်ရတယ်ဆိုတဲ့အယူဝါဒကြီးရဲ့တတ်ရင်အကုသိုလ်ဖြစ်တယ်နည်းနည်းလေးတတ်ရင်လည်းနည်းနည်းလေးအဖြစ်ဖြစ်တယ်ဆိုတဲ့ဘုရားအဆုံးအမတွေနဲ့စတော်လေးဆန့်ကျင်ပဲဖြစ်နေတဲ့အခါကျတော့သူတို့အယူဝါဒသူတို့ကိုယ့်အယူဝါဒကတော့ကိုယ့်ဘာသာကိုကံကံအကျိုးသဘောရကောင်းတာကြိုက်ရင်သူများလည်းကောင်းတာကြိုက်မှာကိုမကောင်းတာမကြိုက်ဘူးဆိုသူများလည်းမကောင်းတာမကြိုက်ဘူး ကိုသူများကလာပြီးဆဲရင်ကိုမကြိုက်သလိုသူများကိုကိုကတော့ဆဲရင်လည်းသူများကြိုက်မှာမဟုတ်ဆိုတဲ့အဲ့လို action နဲ့ reaction ကံကိုင်းသဘောကိုတည်ထားလို့ရှိရင်အာဟုတကိုလည်းပဲတည်တည်လေးဆိုပြီးတော့လှုပ်ဖြစ်မှာမဟုတ်တော့အထူးသဖြင့်မုသာဝါဒလူတွေက သူများကိုသာစိတ်ကြိုက်လိန်တာကိုကိုလိန်နည်းနည်းလေးမှမကြိုက်ဘူးကိုကိုလိန်နည်းနည်းလေးမှောက်လိန်တာမကြိုက်ဘူးကိုကလည်းသူများကိုအမျိုးမျိုးလိန်တာဆိုတော့အဲ့ဒီလိန်ညာမှုမုသာဝါဒကကိုနဲ့ရှင်ပြီးတော့စဉ်းစားပြီးစင်ကျင်သိမှုလို့လေ ကိုကမကြိုက်ရင် သူများကိုလည်းကိုကကြိုက်တဲ့စကားမပြောရဘူးကိုလိန်နာမကြိုက်ရင်သူများကိုလည်းကိုကမလိန်မိစင်တယ်မုသာဝါဒကိုလိန်မာများလို့ဟိုအကျင့်ပါသွားလို့ရှင်ရင်အဲ့ဒီမုသာစကားပြောတဲ့ဟာအဆိုင်ခဲဖြစ်ပြီးတော့အကျိုးတရားတွေကိုပြန်ခံရတာလည်းအများကြီးရှိတယ်။ရမကတိကိုအလွယ်တကူပေးတတ်တဲ့လူတစ်ယောက်သည်စကားကိုအလွယ်တကူဖြတ်တတ်တယ်အကျင့်တိလာကိုလည်းအလွယ်တကူဖြတ်တတ်တယ်လိညာမှုကိုအလွယ်တကူကျွလွန်တတ်တယ်။မြတ်စွာဘုရားကတော့ သစ္စေနအနိအလနိကံဗုဒ္ဓံဆိုဘုရားကမိန့်တော်မူတယ်သစ္စေနအမှန်သစ္စာစကားဖြင့်နော်မုတာဝါဒံလိညာတတ်တဲ့စကားကို စီနေအောင်ရတယ်ဆိုတော့ယောသဆောင်ဝင်ခံရတဲ့တတ္တိဟာတဲ့မုတာဝါဒကိုရှော့ချပေးတယ်ယောသဆောင်ဝင်ခံရတဲ့တတ္တိမုတာဝါဒကိုရှော့ချတယ်လူတွေမှမသိတာကိုမသိဘူးလို့ပြောရတဲ့တတ္တိရှိရတယ် မကြိုက်တာကိုမကြိုက်ဘူးလို့ပြောရတဲ့တတ္တိရှိရတယ်။မဟုတ်တာကိုမဟုတ်ဘူးလို့ဝန်ခံရတဲ့တတ္တိရှိရတယ်။တတော်များများအဲတတ္တိတွေနေသွားတယ်။မသိဘူးလို့ပြောရရင် ပြောလိုက်ရင် သူများက အထင်မြန်သေးသွားမလား။အဲ့ဒါကကိုယ်တကယ်မရှိဘဲနဲ့ကိုရှိတည်အောင်ရှိကြံဆောင်ပြီးတော့လိန်လိုက်တဲ့သဘောပဲ။အဲ့ဒါလေအတ္တမာနခံပြီးတော့ခုံနေတရက်တွေသွားစဉ်းစားလို့ဖြစ်သွားတာ။ ွားစင်းစားတော့မုဒ္ဒဝါဒကိုကျုလို့အဓိကသူတို့ဘာအထင်သေးမှကြောက်လို့ကိုယ်မရှိတာကိုရှိတယ်လို့ပြောလိုက်တာပဲဆိုတော့မရှိတာကိုမရှိဘူးလို့ပြောလိုက်တဲ့တတိဟိုမရှိဘဲနဲ့မရှိတာကိုရှိတယ်အောင်ပြောလိုက်တာကသူကနောက်တစ်ခါဆိုရင်အိစာနဲ့အဲ့အကြောင်းအရာနဲ့ကြုံရင်နောက်တစ်ခါဆိုဒီလိုနဲ့တွေ့ရင်မရှိတာကိုမရှိရှိတယ်အောင်ပဲပြန်ပြောအောင်ပါပဲပြန်ပြောအောင်ပါများများ ိုတခါလိန်လိုက်မိတာကမူတာဘွားတော့ဇက်ကိုက်ဆက်တိကျူးလို့မိစေတတ်တယ်တဲ့။အဲအဲ့ဒါလေးကိုကိုကရောသားစွာဝန်ခံရတဲ့တတ်တိတခါလေးပြောလိုက်။ဘုရင်တို့ဖတ်ဘူးတဲ့စာထဲမှာတခုရှိတယ်။လူတယောက်ကကိုယ့်ရဲ့အရှိတရားဂုံကိုချီးကျူးတဲ့အခါမှာတဲ့။အင်္ဂလိပ်စကားနဲ့တူပါတယ်။ကိုယ်အမှန်တရားကိုပြောပြီးချီးကျူးတဲ့အခါမှာလက်မခံပဲငင်းဆန်တဲ့သူကနှစ်ခါချီးကျူးခံခြင်းလို့ သူအဲ့ဒါလေးအာခင်သိတော်တာပဲသိတော်တာပဲလို့အမှန်တရားအပေါ်မှာချီးကျူးတဲ့အပေါ်မှာဟာမဟုတ်ပါဘူးဗျာခင်ရထင်တယ်လို့မဟုတ်ပါဘူးဆိုပြန်ညင်းတဲ့လူ ਆ တဲ့နှစ်ခါချီးကျူးခံနေလို့ဆိုတော့ဟုတ်တော့ဟုတ်တာပဲအာခုတစ်ခါရန်ကိုရီးယားတော့အာနာပါနပြန်ညင်းတာပါအာခင်ရသိတော်တာပဲဟာပြောတော့မဟုတ်ပါဘူးဗျာတကယ်တော်တာပါဗျာဆိုတခါနှစ်ခါသုံးခါလောက်ပြန်ပြန်ပြီးချီးကျူးရတာဆိုတော့အမှန်ကတော့တခါတည်းပြောပြီးတော့လက်ခံနိုင်တဲ့လူကဆိုတော့က ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အကောင်းဆိုရင်လည်းပဲဒါပဲလက်ခံထားလိုက်ဒါမန်တက်ဖို့မဟုတ်ဘူးအဆိုးဆိုရင်လည်းအာမဟုတ်ရင်မဟုတ်ဘူးလို့ပြောရတဲ့တတ္တိရှိရမဟုတ်ရင်မဟုတ်ဘူးလို့ပြောရတာကဒါကရှက်เสียရမဟုတ်ဘူးဟုတ်တာဟုတ်တယ်လို့ထင်ပြီးဟုတ်တယ်ရောင်ရောင်ဆက်ပြီးတော့ပြောနေတာဟုတ်ကအဲ့ဒါရှက်เสียဒါတော့မမှန်တာမမှန်ဘူးလို့ပြောရတာကအာရှက်เสียမို့အဲ့ဒါတတ္တိလို့ခေါ်တယ်မမှန်တာကိုမှန်တယ်လို့လို့မသိတာကိုသိတယ်လို့လို့မရတာကိုရတယ်လို့လို့ တင်ညာပြောနေတာကမူတာဝါဒကိုဆက်တိုက်ကျุလုံမိကြတဲ့အတွက်ကြောင့်ကိုကဘသူတရားပြည့်ပြည့်မပြည့်ပြည့်ကိုမရှိတဲ့ဟာကိုမရှိဘူးလို့ပြောရတာဒါတတိရှိတဲ့လူပဲတတိရှိတဲ့လူညမကိုကကိုနဲ့အမြဲတမ်းချိန်ထိုးပြီးတော့အလုပ်လုပ်တဲ့အခါမှာသူတပားကိုကိုချင်းစာတရားဆိုအဲ့ဒါကိုပြောတာကိုဖြစ်မှာကိုချင်းစာတာမဟုတ်ပဲねသူတို့ဖြစ်တာကိုလည်းကြည်ပြီးတော့သူတို့နေရာဝင်ပြီးကိုချင်းစာတတ်တဲ့စိတ်ကလေးဟာဒါကရုဏာတရားရဲ့တက်ရောက်မှုတဘောပဲ တရားမှုသဘောပဲသူ့နေရာမှာငါသာဆိုတဲ့စိတ်ကလေးရှိရင်ငါသူ့အဲ့လိုပြုလုပ်ပြမှာမဟုတ်တော့သူ့ကိုကိုကဂတိအလွယ်ပေးပြီးတော့ဂတိဖြတ်လိုက်တယ်သူ့နေရာမှာကိုဆိုရင်ငါ့ကိုသူများကဂတိအလွယ်တကူပေးပြီးတော့ဂတိအလွယ်တကူဖြတ်ရင်ငါကြိုက်မလားငါ့ကိုသူများကလိန်ပြီးတော့ပြောရင်ငါရောကြိုက်ပါမလားဆိုတဲ့အတွေ့အကြုံနဲ့အော်ငါလည်းမကြိုက်ဘူးငါလည်းဂတိတည်တဲ့လူပဲကြိုက်တယ်ငါဂတိဖြစ်တဲ့လူမကြိုက်သူများလည်းငါလိုပဲဖြစ်မှာပဲဆိုတဲ့ အဲ့ဒီခံယူခြင်းနဲ့ကိုကျင်းစာတရားထားရင် အလွယ်တကူဂတိပေးပြီးတော့အလွယ်တကူဖောက်ပြတ်တာမျိုးမလို့ဖြစ်တော့အလွယ်တကူလိညာပြီးတော့အလွယ်တကူကျွလွန်တာမျိုးလည်းမဖြစ်တော့ဒါကြောင့်အာနာပါနာနဲ့အင်းမာဆိုတာမျိုးကဂတိကိုအလွယ်တကူဖောက်ပြတ်တဲ့အတွေ့အကြောင်းကိုကအလွယ်တကူဂတိကိုဖောက်ပြတ်တဲ့ဟာမျိုးမဖြစ်အောင် မသိရင်မသိဘူးမကြရင်မရဘူးမကြရင်မကြိုက်ဘူးဒီလိုရဲရဲပြောရဲတဲ့ဆွမ်းအားရှိရတယ်လူတွေမှာပြောရဲတဲ့ဆွမ်းအားမရှိဘူးဆိုတာက ူကကိုယ့်ကို confidence မရှိတာပဲကိုယ့်ကိုယုံကြည်မှုမရှိတာကိုယ့်ကိုယုံကြည်မှုမရှိတာဘာလို့ယုံကြည်မှုမရှိလဲကိုယ့်ရဲ့ character ဘိုင်းမှာအားနည်းလို့ယုံကြည်မှုမရှိတာတိလာပိုင်းအားနေတဲ့သူကယုံကြည်မှုအားနေတယ်။ကိုကမဟုတ်တာလုပ်ထားတဲ့လူတယောက်ကဘလို့မှယုံကြည်မှုအားမရှိနိုင်တော့။ဆိုတော့တိလာမလုံတဲ့လူကယုံကြည်မှုမရှိဘူး၊တတိမရှိတော့ဘူး၊ပြိတ္တတဲ့မဝင်ရဲဘူး။ဆိုတော့ကိုကိုယုံကြည်မှုရှိဖို့ဆိုရင် ကိုကိုယ်တိုင်လည်းပဲ ကိုကျင့်တရားကောင်းအောင်လုပ်ရတယ်ကိုကိုတိုင်းလည်းသီလပြည့်စုံလုပ်ရတယ်ကိုကိုတိုင်းလည်းအရေးရှင်ရှိအောင်လုပ်ရတယ်အဲ့လိုသီလလည်းရှိတယ်အကျင့်လည်းကောင်းတယ်အရေးရှင်ရှိတယ်ဆိုရင်ယုံကြည်မှုရှိပါတယ်ယုံကြည်မှုရှိတဲ့လူတယောက်ကမုဒ္ဒဝါဒကိုကျွလွန်စရာမရှိတော့ဘူးဂတိကိုလည်းဖျောက်ဖျက်စရာမရှိတော့ဘူးအောင်မြင်တဲ့သူတွေကိုတော်တော်များများကြည့်လို့ရှိရင်အလွယ်တကူဂတိမပေးဘူးပေးပြီးသားဂတိကိုလည်းပဲအလွယ်တကူမဖောက်ဖျက်ဂတိကိုတည်အောင်လုပ်စူခဲစီမြဲစီဆိုတဲ့စကားကအမြင့်ရောက်တဲ့လူတွေမှာအများကြီးရှိတယ်ဒါကြောင့်ကိုရီးယား သူတို့ကိုကြည့်ပြီးတော့ကိုယ့်ဟာသာကိုလည်းလစ်ကျင်ရမယ်။ငါကစကားအလွယ်တကူပြောတတ်လားအလွယ်တကူဖောက်ပြတ်တတ်လားစကားကိုအလွယ်တကူပြောတတ်တဲ့လူပြောတတ်ပြီးတော့အလွယ်တကူဖောက်ပြတ်တဲ့သူဟာမူတာဝါဒကိုအချိန်ချင်းကျุလွန်နိုင်တဲ့သဘောတွေရှိတတ်တဲ့အတွေ့အကြုံစကားကိုလည်းပဲအလွယ်ပြောပြီးတော့အလွယ်ဖောက်ပြတ်ထားအောင်မဖြစ်စေနဲ့ကိုပြောတဲ့စကားဟာသူ့အတွက်အကျိုးရှိလားမှန်လားသူကြိုက်မလားအဲ့တစ်ချက်ကိုစဉ်းစားရမယ်ဖះရှင်ပြောတော်မူတဲ့အတိုင်းပဲ တခါခါကျကိုပြောတဲ့စကားဟာသူတို့ကြိုက်ချင်မှကြိုက်မယ်။ဒါပေမဲ့မှန်လဲမှန်လဲအကျိုးလဲရှိတယ်။ဆိုရင်အဲ့ဒီစကားနှခွန်ကိုတော့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုကပြောနိုင်အောင်ကြိုးစားရတယ်။အကျိုးလဲရှိတယ်မှန်လဲသူတို့ဘာလဲသဘောကျတယ်။အဲ့ဒီစကားရဲ့အကျိုးလဲရှိတယ်မှန်လဲသူတို့ဘာမနစ်သက်ဘူး။ဆိုပေမဲ့လည်းအဲ့ဒီစကားနှခွန်ကိုပြောနိုင်အောင်ကြိုးစားရတယ်။အဲ့ဒါဆိုရင်ကိုပြောတဲ့စကားလဲမှန်တယ်။မှန်တဲ့အတွက်ကြောင့် ို့ရဲ့ပြောတဲ့စကားမှာမူတာဝါဒမပါဘူးမူတာဝါဒမပါတဲ့အတွက်ကြောင့်အလွယ်တကူဖောက်ပြက်စရာလည်းမရှိတော့တဲ့အတွက်ကြောင့်အလုံးစုံပြိတ္တများကစဉ်းစားရမှာကဂတိကိုအလွယ်တကူပေးတဲ့သူဟာမူတာဝါဒကိုအချိန်လုံးကျွလွန်တတ်တယ်လို့ အာနာပါနာအင်းပါဆိုတဲ့လှုပ်တက်တဲ့အကျင့်လေးဟာလည်းပဲအလွယ်တူဖောက်ပြတ်တတ်တဲ့အတွက်ကြောင့်မူတာဝါဒအလွယ်တကူကျွလွန်တတ်တဲ့အတွက်ကြောင့်ကိုပြောတဲ့ဇကားသည်စုခဲစီမြဲစီဖြစ်အောင်ကြိုးစားပါကိုမမှန်တာမကြိုက်တယ်လို့သူများလည်းမမှန်တာမကြိုက်တဲ့အတွက်ကြောင့်ကိုလည်းမမှန်တဲ့ဇကားကိုမပြောပဲမှန်တဲ့ဇကားကိုသာပြောပြီးတော့မိမိသူတော်ကအကျိုးများတဲ့ဇကားကိုသာပြောဆိုနိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း